ဘစ်မလာဟီရဟ်မာနီရဟီမ်တိရမီဇီချန်ဟာဒီစ်နံပါတ်2305မှာတမန်တော်မြတ်ဆလလဟူအလัยဟီဝဆလမ်ကကျွန်တော်တို့ကိုလမ်းညွှန်ထားတဲ့လမ်းညွှန်ချက်နဲ့၎င်းရဲ့အကျိုးကျေးဇူးများကိုတင်ပြမှာဖြစ်တယ်။နံပါတ်1အသင်ဒီဟာရမ်အရာများမှရှောင်ကျင်ပါအားလုံးထက်တာပိုသောအာဘစ်တရားအထုတ်သူဖြစ်သွားမယ်။နံပါတ်2 အလ္လာဟ်ရှင်မြတ်ရဲ့ခွဲဝေပေးတော့ရူဇီဆာနာယိခအပေါ်ကျင့်တတ်နေပါအလုံးထက်တာပို၍လိုလားခြင်းကိမဲ့သူ ဖြစ်လာမည်နမတောမိမိအိမ်နီးနာခြင်းများနှင့်ကောင်းမွန်စွာဆက်ဆံပါပြေဝသောအီမန်ရှင်ဖြစ်သွားမည်နမ၄မိမိအတွက်နှစ်သက်သောအရာကို အခြားသူများအတွက်လည်းနှစ်သက်လိုက်ပါစစ်မှန်သောအီမန်ရှင်ဖြစ်လာမည်နမ၅ များစွာရင်မောခြင်းမပြုပါနဲ့။ဘာကြောက်လဲဆိုရင်များစွာရင်မောခြင်းဟာနှလုံးသားတည်ဆုံးအောင်ပြုလုပ်လိုက်မှဖြစ်ပါတယ်။